ကျိုင်းတုံမြို့နိုင်အမှုစစ်အရာရှိမိုးမှန်တင်တဲ့အမတ်စဉ်1မြင်းဆောင်2025တင်တဲ့စင်မွေးကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ကျိုင်းတုံမှာကြီးမှုဖွင့်လှစ်သည့်အမှုစစ်အရာရှိမိုးမှန်တင်တဲ့အမတ်စဉ်1မြင်းဆောင်2025တင်တဲ့စင်မွေးကိုဂျွန်လ20ရက်နေ့နဲ့9နာရီကကျိုင်းတုံမြို့အမတ်1ရက်ကွယ်တစ်တပင်တောင်မြောက်ပြည်ရဲတင်တဲ့ခမ်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။တင်တဲ့စင်မွေးတွင်ရှမ်းပြည်နယ်ရှိပိုင်း ပြည်내ဒုတိယရဲတပ်ဖွဲ့မှုကျိုင်းတုံရဲမှူးကြီးမောင်မောင်အေးကတင်နန်းသားများအနေဖြင့်မြေပြင်မှာအမှန်တကယ်လက်တွေ့လုပ်ငန်းခွင်တွင်ပြည်မှုကျူးလွန်သူများကိုထိုက်သိမ်းသည့်ပြည်ထောင်များရရှိစေရန်ဥပဒေလှုပ်ထုံးလှုပ်နီးနှင့်အညီစုံစမ်းစစ်ဆေးဖော်ထုတ်ဆောင်ရွက်ကြရန်နှင့်ရဲလုပ်ငန်းတာဝန်များပုံမူအောင်မြင်ဆောင်ရွက်ကြရန်တင်နန်းစင်းအမှစကားပြောကြပြီးတင်နန်းသားများအားတင်နန်းစင်းလက်မှတ်များနှင့်နီးပြဆရာများအမတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည် တေနန်းတို့ရှမ်းပြည်နယ်ရှိပိုင်းမှာအရာရှိရဲတပ်ဖွဲ့ဝင်20ဦးတက်ရောက်ပြီးဂျွန်လ9ရက်မှာ20ရက်နေ့အထိတင် जा ပို့ချပေးခဲ့ကြအောင်သိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးမိုင်းတုံမြို့၌မူရစေဝအန်ဒီရဲ့ကျူတင်ကာကွယ်ရေးအသိပညာပေးဟောပြောဝေချင်းပါတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှမ်းပြည်နယ်ရှိပိုင်းမိုင်းတုံခရိုင် မိုင်းတုံမြို့နယ်အထက်ကမိုင်းတုံစာတင်ကျောင်းရှိ နီလာဆောင်ခန်းမတွင်ယမန်နေ့ညနေပိုင်းက မူရေးစေဝါအနေနဲ့ကျူတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြအောင်သိရှိရပါတယ်။အသိပညာပေးဟောပြောပွဲတွင်ခရိုင်ပညာရေးမှူးဦးမြတ်မိုးကကျောင်းသားကျောင်းသူများမူရေးစေဝါအနေနဲ့ကျူတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပေးရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြီးနောက်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးလွင်မိုးကမူရေးစေဝါအနေနဲ့ကျူတင်ကာကွယ်ရေးနှင့်ပတ်သက်၍မူရေးစေဝါ၏စူးကျိုးနှင့်ပတ်သက်၍၎င်းခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ရဲမှူးဇော်ဝင်း မြို့နယ်မူရစ်စေဝါအကြောင်းသိကောင်းစရာများကို၎င်းမြို့နယ်ပညာရေးမှူးဦးကျော်စံဝေကမူရစ်စေအကြောင်းပညာရေးကျမ်းမာရေးလူမှုရေးဆုံးရှုံးမှုနှင့်ပတ်သက်၍၎င်းမြို့နယ်ဥပဒေအကြံပေးဥက္ကဋ္ဌဦးဝင်းနိုင်ဦးကမူရစ်စေဝါနှင့်ပတ်သက်၍ဥပဒေနီးဥပဒေအကြောင်းကိုကျောင်းသားကျောင်းသူများအသိပညာဘူးတုဒ္ဒရရှိစေရန်နှင့်ရှောင်းရန်ဆောင်ရန်များအတွက်ရည်ရွယ်ကာအကျေတဝင့်ဟောပြောပေးခဲ့ကြောင်းသိရှိရပါသည်အဆိုပါမူရစ်စေဝါအနေအကျွတ်တင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်ခရိုင်ပညာရေးမြို့နယ်ပညာရေးအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ရာကျောင်းသားကျောင်းသူများဆရာဆရာမများစုစုပေါင်း135ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ